လောကမှာလူတယောက်ကိုအကဲခတ်လို့မဆိုရင်သူ့ရဲ့အပေါင်းအသင်းတွေကိုချိန်ပြီးတော့ခန့်မှန်းလေးရှိပါတယ်။မိင်္ဂလာပါ။ကိုကိုကြီးပုံပြမယ့်စီစဉ်ရနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီကနေ့ကိုကိုကြီးကဒီရညီလေးညီမလေးတွေကိုပြောပြပေးခြင်းနဲ့ပုံပြလေးရတော့အပေါင်းအသင်းကောင်းဆိုတဲ့မျက်မှတ်ရွေးချယ်ပုံပြလေးပဲဖြစ်ပါတယ်။ဒီနေ့မှာတော့လူငယ်တယောက်ဟာမြင်းငကောက်ွယ်ဖို့ဈေးကိုရောက်လာခဲ့ပါတယ်။ပြီးတော့သူအကျက်ဆုံးမြင်းငကောက်ကိုကျွေးပြီးတော့ မြင်းရောင်းသူကိုစကားဆုလိုက်ပါတယ်မိတ်ဆွေကျွန်တော်ဒီမြင်းကိုအင်ယူသွားပြီးမြင်းကောင်းမကောင်းစံသက်ကြည့်ပါဦးမယ်မြင်းကောင်းဆိုရင်ဝယ်ပါမယ်မြင်းမကောင်းဘူးဆိုရင်တော့ပြန်ပို့ပါမယ်အဆင်ပြေတယ်မလားဆိုပြီးပြောလိုက်တဲ့အခါမှာတော့မြင်းရောင်းသူကလည်းသဘောတူပြီးတော့ခွင့်ပြုပေးလိုက်ပါတယ်မိဝယ်သူကမြင်းကိုအိမ်ကိုခေါ်သွားပြီးတော့မြင်းကောင်းထဲမှာသူ့ရဲ့မြင်းတွေနဲ့အတူထားလိုက်တာပေါ့ကွယ်ဒီတော့ဝယ်လာတဲ့မြင်းကလည်းမြင်းကောင်းထဲမှာမြင်းတွေကိုတိကျကြည့်လိုက်ပါတယ်ပြီးတော့မြင်းတွေထဲမှာအပြည့်ဆုံး အစာအသောက်လည်းအကြီးဆုံးအဆိုးဆုံးလောဘလည်းအကြီးဆုံးဖြစ်တဲ့နင်းရဲ့အနာကိုချိကပြီးတော့မိတ်ဆွေဖွဲ့ပြီးသွားအိတ်နေတာပေါ့ကွယ်ဒါကိုမြင့်မလာသူကမြင်တာနဲ့ချက်ချင်းပဲမြင့်ကိုဆွဲထုတ်ပြီးရောသူထံပြန်နေပြီးတော့အာဏာလိုက်ပါတော့တယ်နင်းရောက်သူကလည်းဝယ်သူ၏အပြုတ်မှုကိုကြည့်ပြီးတော့အံ့အားတင်သွားပါတယ်မိတ်ဆွေဘာကြောင့်ဒီမင်းကိုမကြိုက်ရတာလဲမင်းကိုစံသပ်ကြည့်ပြီးပြီလားဒီမင်းကိုထွေထွေထူးထူးစံသပ်နေစရာမလိုပါဘူး ဒီမြင်းဟာကျုပ်မြင်းဆောင်တွေကအပြင်းဆုံးအပြင်းဆုံးလောဘအကြီးဆုံးမြင်းဆုံနဲ့အပေါင်းအသင်းပြူတယ်။ဒါကြောင့်ဒီမြင်းရဲ့စရိုက်ဟာလည်းဒီတဘောအတိုင်းပဲဆိုလား၊ယုံမှားစရာမလိုတော့ပါဘူး။လောကမှာလူတစ်ယောက်ကိုအကဲခါတော့မယ်ဆိုရင်သူ့ရဲ့အပေါင်းအသင်းတွေကိုကြည့်ပြီးတော့ခန့်မှန်းလေးရှိကြပါလေ။ဒါကြောင့်မလို့မိတ်ဆွေလည်းအပေါင်းအသင်းမမှားမိပါသေးနဲ့။မိတ်ဆွေကောင်းရင်မျက်နှာပွင့်သလိုမိတ်ဆွေဆိုရင်လည်းလူရမွေဖြစ်တတ်ပါလေ။ ကျေးဇူးသူရောက်စီတဲ့ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။ကောင်းသောနှက်ကလေးကို ပိုင်ဆိုင်နေကြပါစေနော်။